ဒီကနေ့ဟောမယ့်တရားတော်ကတော့ဝိပဿနာလုပ်ငန်းစဉ်တရားတော်ကြီးပဲဝိပဿနာရှုဖို့လုပ်ငန်းစဉ်တွေကို ကမ္မထမ်းပေးတဲ့အနေနဲ့ဟောသွားမယ်တရားတော်ကြီးလို့ဆိုလိုတယ်ဒီတရားတော်ကိုအခုလိုဟောရတာကတော့နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးရဲ့အဖွဲ့ခွဲဖြစ်တဲ့ပฏิပတ်တိသာသနာနှုတ်ကအဖွဲ့ကလျှောက်ထားတောင်းပန်လို့ဟောရတာပဲအဲဒီသာသနာတရားကအဖွဲ့ရဲ့လျှောက်ထားပုံကတော့ ပမာပြေမှာလဲနေလေအောင်မြင်းဆောင်မှကြံလူတိုင်းလူတိုင်းဝိပဿနာလုပ်ငန်းစဉ်ကို နားလည်ပြီးအားထုတ်နိုင်အောင်သိလွယ်တဲ့နည်းနဲ့လဲဟောပါတဲ့ပြီးတော့သွာလာရံဝယ်ရင် အလောက်ကင်မပြဲပဲအားထုတ်သွားနိုင်အောင် လွယ်ကူတဲ့နည်းနဲ့လဲဟောပါတဲ့အင်းဒီလျောက်ကြားထားတဲ့အတိုင်းဟောရမယ်ဆိုတော့ကျန်ငါစကားတွေအကြောင်းယုတ်တိတွေဒီလိုနည်းနည်းတာတွေကိုထုတ်ပြနေဖို့မလိုတော့ပါဘူး

သင်္ချေသားအခြေသမီးတို့အတွက်အမာကံဘုရားရှင်ဖြစ်သောငါတို့၏အနုသာသနီ အကျဉ်းငြိယထာထပြတော်မူသောအဆုံးမတော်ကြီးပါပေ၏ပါဠိလိုကတတော်တံသာနောဗမာလိုက အမှားရစေသိပြီနေဆိုရက်ဒီစကားနှလုံးအတိတ်အာဖြင့်အမတန်ကျေပြန့်လေပိရိကသုံးပုံနဲ့ညီမျှနေတယ်ဝိပဿနာလုံ90ဟူသမျှဟာလေ ဒီစကားနှလုံးထဲမှာအတွင်းဝင်နေတယ်။ဒါကြောင့်အမှတ်ရပြီးသိရတဲ့ဒီဝိပဿနာလုံငန်းဟာဘုရားသာသနာတော်မှာ အရေးကြီးဆုံးလုံငန်းကြီးလို့ဆိုနိုင်တယ်။နေရာတကာမှာမှတ်ရပြီးသိနေရဆိုရင်ဘုရားသာသနာတော်မှာကိစ္စပြီးသွားတော့တာပဲ။ကိစ္စပြီးဆိုတာကသောတာပန်သရဂံအနာဂံယဟန္တာဖြစ်သွားတာကိုပဲဆိုလိုတယ်။ဒီထဲမှာ အယုတ်ဆုံးသောတာပန်ဖြစ်သွားတယ်ဆိုရင်ကို အပေသေးကလုံးလုံးဝလွံ့မြောက်သွားတော့တာပဲဒါကြောင့်ပေသေးကလွတ်ချင်းတဲ့လူတိုင်းအမှတ်ရပြီးသိရတဲ့ဒီဝိပဿနာလုပ်ငန်းကြီးကိုပြည့်စုံအားထုတ်သွားကြဖို့ပဲဒီနေရာမှာအမှတ်ရပြီးသိရမယ့်ဌာနကဘယ်နှပါးရှိသလဲလို့ဆိုရင်6ပါးရှိတယ်ပါများလေလို့ဆိုရင် မြင်တာကတဏှာ၊ကြားတာကတဏှာ၊နားတာကတဏှာ သာရာတ္ထာနာအထိရာတ္ထာနာသိရာတ္ထာနာဟောဒီ6ဌာနပါပဲဒီ6ဌာနကို ద్వార 6ပါးလို့ခေါ်တယ်ဒီ ద్వార 6ပါးကသင်္ချာပေါ်လာတဲ့ယုံနာတွေကို မရှုမမှတ်လို့အမှန်တိုင်းမသိရင်နေသဒုက္ခအတ္တလို့ထင်မြင်ဆွဲလာပြီးကိလေသာတွေကံတွေဖြစ်ပွားသွားနိုင်တယ်အဲဒီကံတွေကဘဝတန်လျာဆင်းရဲတွေဖြစ်ပွားသွားနိုင်တယ်ရှုမှတ်ပြီးအမှန်တိုင်းသိနေရင်တော့ အဲဒီနေသဒုက္ခအတ္တအစွဲတွေကိလေသာတွေကံတွေဘဝတန်ရာဆင်းရဲတွေဖြစ်ခွင့်မရပဲငြိမ့်သွားနိုင်တယ်။ဒါကြောင့်မြင်ရဌာနကလည်းမြင်တိုင်းမြင်တိုင်းမြင်တယ်မြင်တယ်လို့ရှုမှတ်ပြီးသိရမယ်။ကြားရဌာနကလည်းကြားတယ်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 လို့ရှုမှတ်ပြီးသိရမယ်။နာယဌာနကလည်းနာနိုင်နာနိုင်နာနေနာနေလို့ရှုမှတ်ပြီးသိရမယ်။သာယဌာနကလည်းရတာကိုဒီတိုင်းဒီတိုင်းသိတယ်သိတယ်လို့ရှုမှတ်ပြီးသိရမယ်။ တိရဌာနကလည်းဒီတိုင်းဒီတိုင်းထီးတယ်ထီးတယ်လို့ရှုမှတ်ပြီးပြရမယ်ဒီထီးမှုဆိုတာကတော့ဌာနအပြင်အလွန်ကျယ်ဝန်းတဲ့အတွက်မှတ်သိရမယ်ထီးသိမှုတွေကလည်းအလွန်မဲများတယ်ခြေကစားပြီးကောင်းထီးတကူလုံးအတွင်ရောအပြင်ရောအသွေးသားကောင်းတဲ့နေရာတိုင်းနေရာတိုင်းကထီးသိမှုတွေအများကြီးပဲထင်ရှားနေတယ်အဲ့ဒါတွေကိုအကုန်လုံးသိအောင်ရှုမှတ်သွားဖို့ပဲပြီးတော့ ကိုယ်ရဲ့သနဲ့သွားရရတဲ့ထိုင်နေအိတ်တဲ့ဖောင်းနေပိနေလို့ဒီလိုဆိုရတာတွေကလည်းဒီထိသိမှုတွေကြီးပဲလက်ထဲခြေထဲကိုယ်ထဲပိုက်ထဲများမှာရှိပြီးနေတဲ့ကာမတာရယုံနဲ့တိုက်ခိုက်ပြီးတွေ့ထိရုပ်တွေအသိအသိထင်ရှားဖြစ်နေတာတွေပဲဒါကြောင့်ကိုယ်မှုသမှုစသည်ကိုပြုပြင်တိုင်းပြုပြင်တိုင်းလဲကိုယ်ရဲ့သနဲ့သွားရရတဲ့ထိုင်နေအိတ်တဲ့ဖောင်းနေပိနေစသည်ဖြင့်အကုန်လုံးတရားရှုမှတ်သားဖို့ပဲ ပြီးတော့ကြံတိယဌာနကလည်းကြံစီစဉ်းစားတိုင်းစိတ်ကူးတိုင်းပြီးတိုင်းကြံနေစဉ်းစားတယ်ပြီးရစသည်ဖြင့်ရှင်မားပြီးပြရမယ်။ဟော အခုပြောခဲ့တာတွေဟာဝိပဿနာရဲ့အခြေခံလုံငန်းစဉ်ပဲ။ဒါတော့ဆိုရင်အခြေခံလုံငန်းစဉ်မှာတော့ပြည့်စုံနေပါပြီ။ဒီလုံငန်းစဉ်တည်းရှင်မားသွားမယ်ဆိုရင်နာမရူပသိစေတာညာကသာပြီးအနုလောမညာမဲ့ညာဖွညာတိုင်အောင် ဝိပဿနာဉာဏ်စဉ်တွေဟာသူ့လိုလိုပဲတိုးတက်တိုးတက်ပြီးဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့အာထုခါဇမှာတော့အခုပြောခဲ့တဲ့အတိုင်းဓွား၆ပါးလုံးကသိမှုရဲ့ဟူသမျှကိုအကုန်လုံးလိုက်ပြီးတော့သိသိဆဆမမှတ်နိုင်သေးဘူး။ဒါကြောင့်ဒီလိုတမာရညာအာမရှိသေးခင်မှာတော့ရှုမစရာခန်းနေတဲ့ခါကြမ်းညာခါလို့လေကစားပြီးရှုမရတယ်။ယုံနဲ့နာဒီနှမျိုးတဲကဆိုရင်နာဆိုတာက သိမ်မွေးလို့အသိခက်တယ်ရုပ်ဆိုတာကတော့ကျမ်းသာထင်ရှားလို့ပြီးလွယ်ပါတယ်ဒါကြောင့်အရုဇပုဂ္ဂိုလ်မှာယုတ်ကစပြီးရှုမှတ်ရတယ်ယုတ်ထဲမှာလည်းမြင်ရတဲ့အစဉ်ယုတ်ကြားတဲ့ပန်ယုတ်အစရှိတယ်ဒီလိုဥပါဒယုတ်တွေကသိမ်မွေးလို့အသိခက်တယ်တွေ့တရတဲ့မဟာဝိယုတ်ကြီးတွေကတော့ကျမ်းသာထင်ရှားလို့ပြီးလွယ်ပါတယ်ဒါကြောင့်တွေ့တရတဲ့မဟာဝိယုတ်ကြီးတွေကစပြီးရှုမှတ်ရတယ်ဒီမဟာဝိယုတ်ကြီးတွေဆိုတာကလည်းကိုယ်တည်းကအတွေ့အထိထင်ရှားရမှာ ူးဆိုင်ပြီးရှုမှတ်နေရင်တခုခုကိုတော့သင်ကြားတွေ့ပြီးပြည်ပြသွားနိုင်ပါတယ်။ဒါကြောင့်မဟာဝိယုတ်ကြီးတွေကသာပြီးသင်ကြားပြီးသွားရအောင်ကိုယ်တည်းကအတွေ့အထိသင်ကြားရမှစူးဆိုင်ပြီးရှုမှတ်ဖို့ရာအရေးအကြီးဆုံးပဲဆိုတာကိုအခြေခံအဖြစ်နဲ့နားလည်ထားကြရမယ်။ကဲအခုဒီကသာပြီးရှုမှတ်ပုံကိုကြီးပြောသွားတော့မယ်။ကိစ္စတောင်းကင်းစင်ပြီးဒုလမှုစိတ်ညစ်မှုရနေတဲ့အချိန်မှာ ဒီနေ့လုံးတညာလုံးမဟုတ်တော့မှညာဤပိုင်းလာအောင်ပဲဖြစ်ဖြစ်မနေ့ပိုင်းလာအောင်ပဲဖြစ်ဖြစ်နေ့တိုင်းနေ့တိုင်းကိုယ့်အတွက်အထုတ်စရာအချင်းလေးဟာလူတိုင်းလူတိုင်းမှာရှိစေရမယ်အဲဒီလိုလွတ်လပ်မှုစိတ်ငြိမ်မှုရနေတဲ့အချိန်ကာလမှာတရားအထုတ်ဖို့ထိုင်နေတယ်ဆိုတော့ဒီလိုထိုင်နေရင်မဖို့နိဗ္ဗာန်ရောက်ဖို့အပေပေးကလွတ်ဖို့တရားအထုတ်ရတော့မယ်လို့ကျေးဥစွာဒီလိုနှလုံးသွင်းပြီးစိတ်ကိုအားတက်စေရမယ်ပြီးတော့ ကိုယ်ထဲမှာစိတ်နဲ့ဆိုင်ပြီးထိုင်နေထိုင်နေလို့မပြတ်မှန်နေပါ ထိုင်နေဆိုတဲ့ဒီအဆိုမျိုးကတော့စိတ်ထဲကသာနှလုံးသွင်းဖို့ပါပဲအစကတော့ဖိုးနေဖို့မလိုပါဘူးမှဆိုတာကလည်းသိအောင်လို့ရှုတာနှလုံးသွင်းတာပဲဒါကြောင့်ထိုင်နေထိုင်နေလို့မှတ်တိုင်းမှတ်တိုင်းအောက်ပိုင်းကိုကခွေးလို့အထက်ပိုင်းကိုကထောင်းလို့တောင့်ပြီးထိုင်နေတာကိုမျက်စိနဲ့မြင်တယ်လို့သိသိချာချာပဲ သိသိသွားစီရမယ်။သမာဓိညာရင်လာတော့ထိုင်လို့တဲ့စိတ်ကြောင့်အသည့်အသည့်တောင်းနေတောင်းနေပြီးသိသိရတဲ့ထိုင်မှုအမူအရာပရမယုတ်သက်သက်ကိုကြီးသိသိသွားပါလိမ့်မယ်။ဒါကြောင့်ကိုယ်ထဲမှာစူးစမ်းလိုက်ပြီးထိုင်နေထိုင်နေလို့သာမပြတ်ရှုမှတ်နေရမယ်။ထိုင်နေလို့ကြီးမှတ်နေရတာကိုလွယ်လွန်းနေတယ်လို့ထင်ရင်လည်းဇမစီကပဲဖြစ်ဖြစ်တခြားကိုယ်စီပိုင်းတွေကပဲဖြစ်ဖြစ်သင်္ချာတိပိနေတဲ့ဒဏ္ဍာရီရာကိုစူးစမ်းပြီး ရှိတယ်လို့လည်းမှတ်လိုက်ပါဦးအဲဒီလိုမှတ်တဲ့အခါမှာလည်းသိသိနေတာလေးကိုသိသိချာချာသိသွားစေရမယ်ပြီးတော့ကိုယ်ထဲမှာပြန်ပြီး ထိုင်တယ်လို့မှတ်ပြီးတော့ထိရမှာစူးစိုက်ပြီးထိတယ်လို့မှတ်ဒီနည်းဖြင့်ထိုင်တယ်ထိတယ်ထိုင်တယ်ထိတယ်လို့ထိုင်ရမှာတလက်ထိရမှာတလက်ဒီလိုမှတ်နေရမယ်လက်အိမ်နေရင်လည်းဒီလိုနီးတူမှတ်နိုင်ပါတယ် အိတ်တယ်ထိတယ်အိတ်တယ်ထိတယ်လို့ဒီလိုမှတ်နေုံပါပဲဒီလိုအထိုင်းနဲ့အထိအိတ်နဲ့အထိရွှေပြားရွှေပြောင်းပြီးမှတ်ရတာကို စိတ်ပင်ပန်းတယ်လို့ထင်ရင်ဒီတဲ့မှတ်လွယ်လွယ်တာကတော့ဗိုက်ကပေါင်းတက်လာတာနဲ့ပင်ကျသွားတာပဲအဲ့ဒါကိုမှတ်ရတာကတော့ကိုပြီးလွယ်ကူရတဲ့ဒါကြောင့်ဆရာတော်တို့ကယောဂီတွေကိုအများအားဖြင့်ဒီဖောင်းပင်မှုကစားပြီးရှုမှတ်ဖို့ညွှန်ကြားနေတယ် ကျေဥစွာဘိုက်ကိုစိတ်နဲ့ဇိုက်ပြီးကြည့်နေရမယ်။ပေါင်းတယ်လာတာကိုလည်းတွေ့ရမယ်။ပြင်ကြသွားတာကိုလည်းတွေ့ရမယ်။စိတ်နဲ့ဇိုက်ကြည့်နေရုံနဲ့မထင်ရှားသေးဘူးဆိုရဲဘိုက်မှာလက်နဲ့ထိထားထင်ရှားလာလိမ့်မယ်။အဲဒီလိုထင်ရှားလာတော့ဘိုက်ကရုပ်တွေဖောင်းကျွလာတာကိုဖောင်းတယ်လို့ပဲမှတ်။ပြင်ကြသွားတာကိုပြင်တယ်လို့ပဲမှတ်။ဖောင်းစားကဖောင်းဆုံးတယ်အောင်ပြင်စားကပြင်ဆုံးတယ်အောင် တရွေချင်းရွေ့ရွေ့သွားတာကိုမျက်စိနဲ့မြင်သလိုအင်းနဲ့ရှားရှားသိသိသွားစီရမယ်အဲဒီလိုသေသေးချာချာသိအောင်ဖောင်းနိုင်ပိန်နဲ့စူးစိုက်ပြီးဖောင်းနေပိန်နေဖောင်းနေပိန်နေလို့မပြတ်ရှုမှနေရမယ်ဒီလိုမှနေရင်စိတ်ကတခြားကိုလည်းဖက်ထွက်သွားလိမ့်ဦးမယ်လူကအိမ်မှာရှိနေပေမဲ့စိတ်ဆိုတာကတော့မနေဘူးလူကမျိုးတယ်ရွာတယ်ရောတခြားနေရာတွေရောရှောက်ပြီးလဲနေတာတဲ့လောက်ခင်းကင်ငင်းတွေကိုလည်းကြံစည်စဉ်းစားနေတာတဲ့ အဲ့လိုစိတ်ကူးကြံစီမှုတွေကိုလည်းထွက်တယ်သွားတယ်စိတ်ကူးတယ်ကြံတယ်စဉ်းစားတဲ့စသည်ဖြင့်ဒီတိုင်းဒီတိုင်းလိုက်ပြီးကျူးမရမယ်ပြီးတော့ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမှန်ရတိုင်းပဲမှတ်နေကြမှာပဲဒီလိုဖြစ်ပေါ်တိုင်းသောစိတ်ကလေးတွေကိုကျူးမပြီးပြီးနေတာက စိတ်ဓာနုပဒနာတဲ့ပြီးတော့ကိုယ်ထဲမှာညောင်းမှုပုံမှုရာရာမှု နာကျင်မှုစတဲ့ မခံလာတဲ့ဝေဒနာလေးတွေကလည်းအထင်ရှားပေါ်ပေါ်လာလိမ့်ဦးမယ်။အဲ့ဒါတွေကိုလည်းစူးစမ်းပြီးညောင်းတယ်ညောင်းတယ်ပူတယ်ပူတယ်အစဒီဖြင့်မပြောင်းမချင်းရှုမှတ်ရမယ်။ဒီလိုဝေဒနာတွေဟာသမာဓိညာအားကောင်းလာတော့မှတ်နေရင် မကြခင်ပဲကြောက်ကြောက်သွားပါလိမ့်မယ်။အဲ့လိုကြောက်သွားတော့ဖောင်းနေပိန်နေလို့မှန်မြဲပြန်မှတ်နေုံပဲ။ဒီလိုဝေဒနာတွေကော ချွမပြီးသိနေတာကတော့ဝေဒနာ అను ပသနာပဲညောင်းလို့ပူးလို့မခံပါလို့ပြင်းပြင်းလာကြရင်လည်းအဲ့ဒီစိတ်ကိုပဲပြင်းပြင်းနဲ့ပြင်းပြင်းနဲ့လို့မှတ်ရမယ်လက်ခြေတွေပြုပြင်းတဲ့အခါမှာလည်းပြုပြင်းတိုင်းကြွတယ်ကြွတယ်ရွှေ့တယ်ရွှေ့တယ်ကိုွေးတယ်ကိုွေးတယ်စသည်ဖြင့်စူးစူးဆိုက်ဆိုက်ချွမပြီးပြုပြင်းရမယ်အားလုံးဖြည်းဖြည်းချင်းပဲပြုပြင်းရမယ်ညာညာကြီးပြုပြင်းရင်တော့ဘာမှသိမှာမဟုတ်တော့ဘူး ထခြင်းနဲ့ခါမှလဲထခြင်းနဲ့ထတယ်လို့မှတ်ပြီးတော့ရွေချင်းကြွတ်တယ်လာတဲ့ကိုကိုစူးစိုက်ပြီးထတယ်ထတယ်လို့မှတ်ရင်ဖြည်းဖြည်းပဲထရမယ်။ရမ်းပြီးတော့တောင်းပြီးရနေတဲ့ကိုကိုစူးစိုက်ပြီးရတယ်ရတယ်လို့မှတ်ရမယ်။လာကြည့်မြင်ကြည့်တယ်မြင်တယ်လို့မှတ်ဖတ်လိုက်ရအောင်မယ်။သွားတဲ့ခါမှတော့သွားတယ်သွားတယ်လို့ပဲဖြည်းဖြည်းညာလာနေပဲလာနေလို့ပဲဖြည်းဖြည်းကြွတယ်လှမ်းတယ်ချတယ်လို့ပဲဖြည်းဖြည်းသူးသူးဆိုင်ဆိုင်ရှုမှပြီးသွားရမယ်။ ေလာနိုင်ခြေလာနိုင်ခြေတော့ကြွလာသည်ကစားပြီးနင်းချပြီးတည်တယ်အောင်တရွေချင်းရွေ့ရသွားတာကိုသူသေးချာချာတည်တည်သွားစီရမယ်အတူချုပ်ပြောရမယ်ဆိုရင်သွားနေတဲ့အခါမှာခြေလန်းကိုပဲစူးစိုက်ပြီးတော့သွားတယ်သွားတယ်လို့ပဲဖြစ်ဖြစ်ဘယ်လန်းနေညာလန်းနေလို့ပဲဖြစ်ဖြစ်ကြွားတယ်လန်းနေချားတယ်လို့ပဲဖြစ်ဖြစ်မပြတ်မှတ်ပါဘူးပဲတိုင်းနေတဲ့အခါအိမ်နေတဲ့အခါများမှာတော့အထူးမှဇာမရှိရင်ဘိုက်ကဖောင်းတာပိန်တာကိုပဲစူးစိုက်ပြီးဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့မပြတ်မှတ်နေရင်ပါပဲ ဒီထဲကစိတ်ကူးစဉ်းစားမှုတွေဖြစ်လာရင်အဲဒီစိတ်ကူးတွေကိုလိုက်ပြီးမှတ်ရမယ်ပြီးရင်အောင်းနေပိန်နေဖောင်းနေပိန်နေလို့ပြန်ပြီးမှတ်သွားရုံပါပဲဒီထဲကညောင်းမှုပူမှုနာကျင်ကြိတ်ခဲမှုအစရှိတဲ့ဝေဒနာထုတွေပေါ်လာကြရင်လည်းအဲဒီဝေဒနာတွေကိုလိုက်ပြီးမှတ်ရအောင်မယ်ပြီးရင်အောင်းနေပိန်နေဖောင်းနေပိန်နေလို့ပြန်ပြီးမှတ်သွားရုံပါပဲဝေမှုသာမှုလှူရှားမှုပြည့်ပြည့်မှုရှိကြရင်လည်းအဲ့ဒါတွေကိုလိုက်ပြီးမှတ်ရအောင်မယ် ပြီးရင်ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမပြတ်ဆက်မှသွားရုံပါပဲဒီနေ့တိုင်းနေ့စဉ်나이ဝဲတနာ이စသည်ချင်းရိုးသေးသေးမပြတ်ရှုမှတ်သွားမယ်ဆိုရင်ဒီနေ့တဲ့ဒီနေ့ဒလတဲ့ဒလသမာဓိညာတွေညင့်ညင်ပြီးကိုယ်တိုင်သည့်ဝိပဿနာတွေကိုယ်တိုင်သည့်ဝိပဿနာညာတွေထူးထူးခြားခြားဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်မှုတဲ့ပုံပေါ်များလည်းရှိနေပါတယ်ဝိပဿနာညာပြည့်စုံလာတော့မဲ့ညာဖုံညာဖြင့် နိဗ္ဗာန်ကိုတွင့်မြင်သွားနိုင်ပါတယ်ဒါကြောင့်မဲ့ဖို့နိဗ္ဗာန်ကိုလည်းငင်းရစေနိုင်တဲ့ဝိပဿနာလုပ်ငန်းစဉ်ကြီးကိုတော့ငှရပြီလို့ဝမ်းမြောက်ဝမ်းသာပြီးဒီလုပ်ငန်းစဉ်တိုင်းရှုမှတ်၍မကြခင်မဲ့မဲ့ဖို့နိဗ္ဗာန်ကိုတွင့်မြင်ပြီးအပေဘေးကြီးကလုံးဝလွတ်မြောက်ပါပြီတော့မယ်လို့ကြုံကြည်စိတ်ချပြီးယူယူစားစားအားထုတ်ကြမယ်။ဟောသင်္ကကြနေပြီ။တရားတော်ကိုဆုံးသတ်တော်လား။နေ့စဉ်နာယိဝဲဖြစ်စေတနာယိနှစ်နာယိဖြစ်စေ ယောတိကျွမအထုတ်ကြ၍ဖရာယနာရိယအရှင်မြတ်တို့မျက်မှောက် တွေ့ရသိရသောနိဗ္ဗာန်တရားတော်များကိုမဲ့ညာဖုညာဖြင့်လင်းမြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းပါတော်တော်